ကိုရဲ့ဆောင်းရသည်ဝဲအနွေနဲ့အင်ကြီးကိုတုံးနေပတ်လုံးတစ်ခါမှမချွတ်ပဲဝေထားရတဲ့ခန်းစားချက်ကိုစိတ်ကူးကြည့်ပူပါသလားရာသီဥတုဘလောက်ပဲပူပူချွေးတွေဘလောက်ပဲထွက်ထွက်အဲ့ဒီအင်ကြီးကြီးကိုချိုးခွင့်မရှိဘူးဆိုရင်ရောဒါဟာတချို့သူတွေအတွက်တကယ်လက်တွေ့ဘဝကြီးပါပြီဒီနေ့မှာတော့သုံးမွေးရိုက်တယ်ဆိုတာသုံးမွေးရဖို့တတ်တတ်မဟုတ်ဖေသူတို့ကောင်ရဲ့အသက်ကိုကယ်တင်ပေးတဲ့အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်းနေသူတို့ကောင်ရဲ့အံ့ဩဖွယ်ရာပြောင်းလဲမှုကိုအတူတူကြည့်ရှုသွားကြရမှာပါသူတို့ကောင်ရဲ့သုံးမွေးတွေဟာလူစဉ်လိုပဲအမြဲတမ်းရှည်ထွက်နေပါလိမ့် သူလိုလိုရက်တံမသွားပါဘူး။ဒါကိုအချိန်မီမရိပ်ပေးနိုင်တဲ့အခါမှာသုံးမွေးတွေကမျက်စိကိုဖုံးအုပ်ပြီးဘာမှမမြင်ရတော့ဘဲနဲ့ who blindness အခြေအနေကိုဖြစ်စေပါလိမ့်။ဒါအပြင်အဲ့ဒီသုံးမွေးတို့ကြီးဟာမိုးရွာရင်ရေကိုဆုပ်ယူပြီးသူ့ကိုမလုံးမရှက်နိုင်ဖြစ်သွားစေတတ်သလိုချော်လဲပြီးပြန်မထားတဲ့အခါမှာအသက်အနည်းအထိရှိနိုင်ပါလိမ့်။အစိုးဆုံးကတော့ပူပြင်းတဲ့ရာသီဥတုမှာပါပြီ။ဒီထူထဲတဲ့သုံးမွေးအင်းကြီးကြီးကြောင့်မလို့ခန္ဓာကိုယ်အပူချိန်လွန်ခဲ့ပြီးအသက်ဆုံးရှုံးတဲ့အထိဖြစ်စေနိုင်ပါလိမ့်။ဒါရင်မကသေးပါဘူး။ ဆိုထိုင်းတိုင်းသုံးမွေးတွေကြားထဲမှာဘက်တီးရီးယားနဲ့ကပ်ပွားကောင်တွေပေါက်ဖွားဖို့အတွက်အကောင်းဆုံးနေရာတစ်ခုဖြစ်လာပြီးတော့အရေပြားယောဂါတွေနဲ့ရင်ကောင်တွေဥချတဲ့ fly strike လိုမျိုးကြားဆရာကောင်တွေယောဂါတွေပါရစေနိုင်ပါသည်တချို့သူတွေဆိုရင်နှစ်နှစ်ခွဲလောက်သုံးမွေးမရရပြီသူတို့ရဲ့သုံးမွေးတွေဟာ15 kg ဒါမှမဟုတ်ပေါင်30ကျော်အထိလီနိုင်ပါသည်ကလေးတစ်ယောက်ကို24နာရီပတ်လုံးကြောပေါ်မှာလွှဲထားရသလိုပါပဲဒါဟာသူတို့အတွက်တော့တကယ်ကိုကြီးမားတဲ့ window ဝင်ဖို့တစ်ခုပါဒီပြဿနာကိုဖြေရှင်းပေးမဲ့သူရဲကောင်းတွေကတော့ကျွမ်းကျင်တဲ့သုံးမွေးရိတ်သမားတွေပါပဲ သူတို့ဟာအလုံသမားတွေထက်အမှုပညာရှင်တွေနဲ့ပိုတူကြပါလိမ့်။သူတို့ရဲ့လက်ထဲကလျှက်စိတ်ကတ်ကြီးဟာတဝီဝီအတံမြင်တဲ့အတူပဲအသက်ဝင်လာပြီးသူရဲ့ခန္ဓာကိုယ်ပေါ်ကဒုံးမွေးတောင်တန်းကြီးကိုဖြိုချဖို့အစဉ်သင်ဖြစ်နေပါပြီ။လုပ်ငန်းစဉ်ရဲ့အခက်ခဲဆုံးအပိုင်းကတော့သူရဲ့ခေါင်းပိုင်းမှာသူကရုတ်တရက်လှုပ်ရှားလိုက်တာနဲ့ဓာတ်ရှာနိုင်ပြီးဒဏ်ရာရနိုင်တာကြောင့်ဒီနေရာမှာအထူးကယူဆိုင်မှုနဲ့တိကျမှုကိုအပြည့်အဝအသုံးချရပါပြီ။ဒါပေမဲ့ကျွမ်းကျင်သူတယောက်အတွက်တော့ဒါကအေးဆေးဆေးပါပဲ။ခေါင်းပိုင်းပြီးသွားတာနဲ့ခန္ဓာကိုယ်ပေါ်မှာတော့အကက်ကြီးဟာ ထောဘက်ကိုဓာတ်နဲ့လေးတလို့ချောချောမွေ့မွေ့ရှော့တိုက်သွားပါပြီ။ထူထဲတဲ့သူ့မွေးလွှာတွေဟာတိမ်တိုက်တီလို့တလွာချင်းစီကြွေးကြလာပုံကကြည့်ရတာအလွန်ပဲကျေနပ်စရာကောင်းပါလိမ့်။ဂျွမ်းချင်းတဲ့သူ့မွေးရိတ်သမားတယောက်ဟာဒူးတကောင်လုံးကိုကော်စောတစ်ချက်လို့သူ့မွေးတွေပြတ်မသွားအောင်လို့တစ်ဆက်သေးရိတ်ချနိုင်ပါလိမ့်။ကပောက်ဆန်ချိန်တင်ထားတဲ့သူ့မွေးရိတ်သမားဆိုရင်ဒူးတကောင်ကိုစက္ကန့်30လောက်နေတယ်အပီးရိတ်နိုင်ကြပါလိမ့်။ဒါဟာအမြင်တော့ကျွမ်းကျင်မှုနဲ့ဒူးအပေါ်ကိုနားလည်မှုတို့ပေါင်းစပ်ထားရင်အံ့ဩစရာကောင်းတဲ့စွမ်းရည်တစ်ခုပါပဲ။အခုတော့အံ့ဩစရာအကောင်းဆုံးအချိန်ကိုရောက်လာပြန်ပါပြီ။ ဒုံမွေးတော်ကြီးအောက်ကနေထွက်ပေါ်လာတဲ့ဒိုးလေးရဲ့ပုံစံအစ်စ်ကိုကြည့်လိုက်ပါပေါ်ပါပြီးတော့အေးမြတဲ့ခံစားချက်ကိုသရီးရဲ့မျက်နှာမှာအထင်းသားမြင်တွေ့နိုင်ပါ ಡಿ ဒါဟာသူတို့အတွက်တကယ်စပါတီပါပဲခန္ဓာကိုယ်ပေါ်ကဝင်းဒိုးဝင်ပိုးကြီးကျသွားသလိုအပူရံနဲ့ယောဂဗျာတွေကလည်းကင်းဝေးသွားပါပြီသူတို့ဟာအခုမှတကယ်ပဲလွတ်လပ်ပေါ်ပါစွာနဲ့သရီးရဲ့ဘဝကိုအသစ်တစ်ဖန်ပြန်စားနိုင်တော့မှာပါပြီးတော့သူတို့စီကရထားတဲ့ဒီနွေးထွေးတဲ့ဒိုးမွေးတွေကရောဘာဖြစ်သွားလဲဒါရီကိုတန့်စင်မီချင်းငင်လိုက်တဲ့အခါမှာကျွန်တော်တို့ဆောင်းရသည်မှာဝစ်တဲ့အနှွေးတွေဒီစောင်းနေအုတ်ထုတ်တွေဖြစ်လာတာပါပဲ။ ဒါကြောင့်မလို့ဒိုးမှုရိတ်တယ်ဆိုတာလူတွေအတွက်အသုံးဝင်တဲ့ကုန်ကျန်းတစ်ခုရဖို့ဒိုးတွေရဲ့ကျမကြီးနဲ့တတ်တောင်းတတ်တာဖြစ်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့အသက်ကြီးလုပ်ငန်းစဉ်တစ်ခုဆိုတာကိုကျွန်တော်တို့သိရှိခဲ့ကြရပါပြီ။နောက်တစ်ခါဒိုးမှုဆွဲတာအင်ကြီးနွေးနွေးလေးကိုဝစ်ဆင်တဲ့အခါမှာဒီအင်ကြီးလေးဖြစ်လာဖို့နောက်ကွယ်ကအံ့ဩစရာကောင်းတဲ့ခီးစဉ်နဲ့ဒိုးတကောင်ကိုဘဝတည်ပေးခဲ့တဲ့ကျွမ်းကျင်ဒိုးမှုရိတ်သမားတယောက်ကိုသတိရလိုက်ပါ။